အာရီတိုင်းမှာစပန်းဆိုင်ပြိုးမှုရာနှုန်းပြေထွက်ရှိဖို့လိုအပ်ပြီးပေါ်စံမွေးကိုတိုင်းရဲ့ကုန်မတ်တစိ့ brand အဖြစ်ဆောင်ရွက်တဲ့နယ်လို့စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကအော်တိုဘာလ19ရက်နေ့ပသိမ်မြို့ခီးစဉ်တွင်ပြောပါရယ်လက်ရှိစပန်းစင်းနှုန်းကျဆင်းမှုကြောင့်ဒေသခံတောင်သူတွေအရှုံးပေါ်နေချိန်မှာစီကောင်းဆောင်ကစပန်းထွက်နှုန်းတိုးရေးကိုအဓိကထားညွှန်ကြားခဲ့တာဖြစ်ပါရယ်ဒါအပြင် AR တိုင်းထွက်ပေါ်စံမွေးဟာအမှန်တကယ်ကောင်းမွန်တဲ့အမျိုးအစားဖြစ်တာကြောင့် ပေါ်ဆန်းမွေးကိုတိုင်းတစိ့ဖြစ်ဆောင်ရွက်ဖို့လိုအပ်တယ်လို့၎င်းကထပ်မံပြောပါရယ်။စမားဆိုင်ပြိုးတဲ့လုပ်ငန်းတွေကိုအခုထပ်ပုံမတိုးတက်အောင်ကြိုးစားစေလိုပြီးပင်ကြားတန်ကြားမှန်ကန်စွာနဲ့ကောက်ကွက်ပြည့်မီအောင်ဆောင်ရွက်ဖို့နဲ့မိုးစဘာတရားတင်၊နှွေစဘာတရားတစ်ဆယ်တင်ပြည့်မီစွာထွက်ရှိဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကညွှန်ကြားခဲ့ပါရယ်။မိုးများတာနဲ့ရာသီဥတုအပြောင်းအလဲတွေကြောင့်စဘာတင်းတရားဆိုတာဘလို့မှမထွက်ပါဘူး။မိုးများရင်လည်းအထွက်နှုံးရော့တယ် အခုတင်အကောင့်ကိုစပားမျိုးစလိုက်တင်း60နဲ့80ဝန်းကျင်ပဲထွက်တာများတယ်ဒီနှစ်မိုးများတော့စပားထွက်တာပိုလျော့သွားတယ်လို့လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်လို့ ARD တိုင်းရှိစိုက်ပျိုးရေးတောင်သူတူက ARD Time သတင်းဌာနကိုပြောပါရယ် ARD တိုင်းတွင်စိုက်ပျိုးမြေရဲ့ဆရာကိုင်းနှုံးခန့်ကရေနံကွင်းတွေဖြစ်ပြီးအဲ့ဒီမြေတွေကိုပြုပြင်ကလေစပားစိုက်ပျိုးရေးငါးပစုံမွေးမြူရေးလှုပ်ဆောင်နိုင်ကြောင်း အဲဒီလိုလှုပ်ဆောင်ပြီးစိုင်းပြိုးရင်းနဲ့မွေးမြူရေးကုန်လုပ်ငန်းတွေတိုးတက်လာမယ်ဆိုပါကပြည်ပပို့ကုန်တွေတိုးတက်လာပြီးနိုင်ငံခြားငွေ ပုံမှုတိုးတက်ရရှိမှာဖြစ်ကြောင်းစစ်ကောင်းဆောင်ကမကြာခဏပြောကြားလေးရှိပါတယ်။အလားတူနိုင်ငံခြားငွေ ကုန်ကျနေရတဲ့စားသုံးစီတင်သွင်းမှုကိုလျှော့ချဖို့နေကြာပဲပုတ်မြေပဲနှံစတဲ့စီထွက်သီးနှံတွေလည်းစိုက်ပျိုးဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကတိုက်တွန်းခဲ့ပါတယ်။လက်ရှိမှာစပားရောင်းချရာမှာတိုင်းနဲ့ပြည်နယ်ကြော်ပြီး နေကျော်ဖြတ်တန်းခွင့်ပိတ်ထားမှုစံစည်းထိမ့်ချုပ်ထားမှုနဲ့တွင်းအားစုတွေပါဝင်အထွေထွေကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်ဇဘာစည်းနှုန်းကျဆင်းပြီးတောင်သူတွေအနေနဲ့အရှုံးပေါ်နေတယ်လို့ဒေသခံတောင်သူတွေစီကသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်ကတဆင့်ထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာရွှေပြောင်းတွေဟာခုရက်ပိုင်းတွင်နေစဉ်နှီးပါရာနဲ့ချီပြီးဖမ်းဆီးခံရရတယ်လို့ထိုင်းသတင်းမီဒီယာတွေစီကသိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့နဲ့19ရက်နေ့တွေမှာထိုင်းနိုင်ငံတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာလုပ်သား252ဦးမှာထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ကန်ရှနပူရီခရိုင်မှာအောက်တိုဘာ16ရက်နေ့ကထိုင်းနဲ့မလေးရှားမှာလှုပ်လှုပ်ဖို့ရည်ရွယ်ပြီးတော့ဝင်ရောက်လာတဲ့အသက်မပြည့်သေးသူလူငယ်17ဦးအပါအဝင်အမျိုးသမီး59ဦးအမျိုးသား64ဦးစုစုပေါင်း162ဦးဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းဆိုရောင်ကအောက်တိုဘာ15ရက်နေ့ကစတင်ပြီး အထောက်ထားမဲ့ရွှေပြောင်းမြန်မာတွေအတွက်တရားဝင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လုပ်ပေးမယ်လို့ကြိုတင်ကြေညာခဲ့ပေမဲ့အော်တိုဘန်လ16ရက်နေ့မှာတော့အဲ့ဒီလုပ်ငန်းစဉ်ကိုယာယီရဆိုင်ကြောင်ထုတ်ပြန်ခဲ့တဲ့အတွက်မြန်မာလူထုတွေရဲ့ဘန်းငွေတန်းချီဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။လောလောဆယ်မှာတရားဝင်လုပ်လုပ်ခွင့်ပန်းရောင်ကတ်ထုတ်ပေးတာကိုယာယီဆိုင်ငံ့လိုက်တာရှိတယ်။အဲ့ဒီလုပ်ငန်းစဉ်အတွက်ပွဲစားတွေကိုပတ်စံကြိုပေးထားတဲ့သူတွေထိုင်းနေကို ဝင်လာတာများပါတယ်။ တဖက်ကလည်းမြန်မာပြည်ထဲမှာမင်းအောင်လှိုင်ကိုကြောက်လို့စစ်မှုရန်ရှောင်ကျဉ်တဲ့လူငယ်လူရယ်တွေကအနည်းဆက်ဆုံးထိုင်းနိုင်ငံထဲကိုပြေးလာကြတာများတယ်။အဲဒါကြောင့်အခုဖမ်းဆီးခံရမှုတွေဇက်တိုက်ဖြစ်နေတာပါလို့ရွှေပြောင်းလူသမားရေးကူညီဆောင်ရွက်ပေးသူ AAC ကိုရင်းမင်းက ARD Times ကိုပြောပါရယ်။အနာတူတက်ခိုင်မဲဆောင်မြို့နီးတဝိုက်မှာလည်းပြီးခဲ့တဲ့အောက်တိုဘာ18ရက်နေ့မှာမြောက်ရီဘက်ကတဆင်ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား89ဦးဖမ်းဆီးခံခဲ့ရပါရယ်။ ဒါအပြင်ပြီးခဲ့တဲ့အောက်တိုဘာ17ရက်နေ့ကလည်းကန်ချနာပူရီခရိုင်မှာမြန်မာနိုင်ငံသား103ဖမ်းဆီးခံခဲ့ရပါတယ်။ကျွန်တော်တို့လည်းပြောလို့တောင်မနိုင်တော့တဲ့အဲ့လောက်အခြေအနေမျိုးတွေဖြစ်ကုန်ပြီ။ဒီနေ့အောက်တိုဘာ20ရက်လည်းဖမ်းဆီးခံရတာတွေရှိနေတယ်။ခရိုင်က4ရက်5ရက်တခါတပတ်တစ်လတစ်ခါနေမှအခုကနေ့စဉ်ဒီပေါင်းကိုတနေရာတည်းတောင်မဟုတ်ဘဲနေရာစုံမှာဖမ်းဆီးခံရတာတွေဖြစ်နေတာလို့ AC ကိုရဲမင်းကဆက်လက်ပြောပါရစေ။ မြန်မာနိုင်ငံသားများစုဟာထိုင်းနိုင်ငံမှာအလုပ်လုပ်နိုင်ဖို့တိမ့်ဆယ်ချီကုန်ကြခံကလာခဲ့ကြတာပါ။ဒါပေမဲ့လည်းထိုင်းဘက်မှာဖမ်းဆီးတာတွေခံရပါကငွေဆုံးရှုံးတာပြင်ပြည်ရင်းကိုပြန်လည်ပို့ဆောင်တာခံရပြီးစစ်ကောင်မရှင်ရဲ့အသင့်ဆောင်ဆိုင်ပြီးတပ်သားတစ်ဖြစ်စုဆောင်တာခံရတယ်လို့အဲ့ဒီဖြစ်စဉ်တွေကြောင့်တပ်သားတစ်ဖြစ်ပြီးတွန်လိုင်းတပ်ဖွဲ့တွေစီအလင်းဝင်လာသူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ အေရီတိုင်းကန်ကြီးရောင်မြို့နယ်ရှိစစ်ကုတ်မရှင်ခန့်ခြေရွာအုပ်ချုပ်ရေးမှုရဲ့အမားဖြစ်သူဦးဆောင်ပြီးယူဇော်တီရင်နဲ့အတူတိန်တဆင်လိုက်လံကစစ်ကုတ်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲထဲရမယ်လို့ချင်းချောက်ပြောဆိုနေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါရယ်ဒါကခြေရွာအုပ်ချုပ်ရေးမှုမှာဦးကျော်ကျော်ဖြစ်ပြီးသူ့ရဲ့အမားဖြစ်သူ မခင်မြတ်ကျော်နဲ့ ရိုင်းမှုစိန်မှုပြစောတိတွေကမဲထဲရမယ်လို့ပြောဆိုပြီးမဲမထဲတဲ့နေအိမ်တွေကိုစစ်ကောင်မရှင်တက်ခေါ်ပြီးဖမ်းဆီးမယ်လို့လည်းချင်းချောက်ပြောဆိုတယ်လို့ဒေသခံတွေကပြောပါရယ်။အဲ့ဒီအမျိုးသမီးကဥဆောင်ပြီးခိုင်းနေတာအခုကရင်ကတိန်ဝင်တိန်ထွက်နဲ့မဲထဲဖို့လိုက်ပြောနေတာမဲမထဲရင်ဖမ်းဆီးမယ်ပေါ့စစ်မှုရန်တခါပို့ပေးရရင်လည်းသူတို့အတွက်မွေတော်များများရကြတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရယ်။နာမည်နိုအီမာလာကစတင်ပြီးကျေးရွာတွင်ရှိနေနိုင် ဤသူစစ်မှုရန်ကြေးဖြစ်တလားကို9000ကျပ်ပေးဆောင်ရမယ်လို့ဆိုပြီးအစည်းအဝေးတွေမှာစစ်ကောင်မရှင်ခန့်ကြေးရွာအုပ်ချုပ်ရေးမှုဦးကျော်ကျော်ကကြိုတင်အတိပေးထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကကြေးရွာစစ်ကောင်မရှင်ခန့်ကြေးရွာအုပ်ချုပ်ရေးမှုဦးကျော်ကျော်နဲ့အဖွဲ့ဟာဤသူစစ်မှုရန်တကြိမ်ပို့ဆောင်ရင်သိန်း80ဝန်းကျင်ထိရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်စစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီရေးနဲ့မဲထည့်ဖို့ AR တိုင်း26မြို့နယ်ရှိဒေသခံပြည်သူတွေကို အုပ်ချုပ်ရေးမှုနဲ့အဖွဲ့၊စံခိုင်ရေးပါတီဝင်တွေ၊ယူဆော့တီတွေ၊စစ်ကော်မရှင်တပ်တွေကလှုပ်ဆော်စည်းရုံးနေတယ်လို့စုံစမ်းသိရှိရပါတယ်။ EOR တိုင်းတွင်းမှာစစ်ကော်မရှင်ဟာစီဟေးရပြားပေးမှုတွေလုပ်နေတဲ့အကြောင်းဒေသခံတွေနဲ့စီဟေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။အာရကတက်တော် A နဲ့တိုက်ပွဲပြင်းထန်နေတဲ့အယောရီတိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်မရှင်ကဆင်အားလုံးရင်ပို့ဆောင်နေတာလည်းဖြစ်ပါတယ် စစ်တုံးကားကြီးအစီး20ပါရင်းနှန်းနဲ့အော်တိုဘာဒုတိယပတ်ကစပြီးစစ်ရဲတွေကို ဖြစ်တင်းနေတာပါအဲအခုစစ်တပ်ကဒီအင်အားပိုးတာမှာဒီထောက်ပို့လမ်းကြောင်းကြောင်းတဲ့အနေနဲ့ပေါ့နော်ဒီအင်တတာဘက်ကနေကွန်းကောက်အထိတက်ပြီးမှဒီလင်းမျက်နှာကြီးကြီးဘက်ကိုစစ်ရင်တန်းနေနဲ့သွားတယ်ဗျအဲလင်းမျက်နှာဘက်ကိုအမိုးအုပ်စစ်35ကြီးတွေလည်းပို့နေတာနေတွေ့ရပါတယ်ဗျစစ်ကောင်မရှင်အားရေးကြီးလေးမျက်နှာနဲ့အင်ကပူမြို့နယ်တွေကိုစစ်ရင်အားပို့ဆောင်ရမှာ ဟင်္ဒရာကနေကွင်းကောက်ကိုသွားပြီးအဲဒီကမှစာစီကုန်းဘယ်ပြားကုန်းဘက်ကနေပို့လာလို့ဆိုပါတယ်။အယောရီတိုင်းလေမျက်နှာမြို့နယ်ပောင်းဝင် အမြောက်တက်344ရာရေကြီးမြို့နယ်မှာလဲစစ်ကောင်မရှင်ကအင်အားဖြည့်တင်းနေတယ်လို့အမတ်တက်344ပဝင်းကျင်ရွာတွေကဒေသခံတွေကိုမောင်းထုတ်ပြီးကာကင်းစခန်းတွေလုံနေတာဟာငတိုင်းချောင်းထိစစ်စေးဂိတ်တွေတိုးချဲ့ထားတယ်လို့ဆိုပါတယ်။ဒီလိုစစ်အင်အားတွေဖြည့်တင်းနေတဲ့စစ်ကောင်မရှင်ဟာ တိုက်ပွဲမရှိတဲ့အချို့မျိုးပေါ်ကိုတိုက်လေရင်တွေဖျက်ပြန်ပြပြီးဤသူလူထုကိုချိန်ချောင်းမှုတွေလည်းလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။လေရင်ကိုနှိမ့်နေလေးပြန်သွားတာ လူတွေဆိုတာလန့်ပြီးတော့ဟိုပုံးဒီပုံးပေါ့။ဒါတောင် ကိုရီဘက်ကတကယ်တိုက်ခတ်ခံနေရတာမဟုတ်ဘူး။တကယ်အကျဲခံနေရတဲ့နေရာတွေကပြည်သူတွေဆိုရင်ဘယ်လောက်ဒုက္ခရောက်ကြမလဲလို့အသီးလဲဝင်ပါတယ်။မကြာခဏအဲ့လိုလှုပ်လှုပ်ပြနေတာဟာ ပြည်သူတွေကိုချိမ့်ချောင်နေတာပဲလို့ထင်တယ်။စစ်ကောင်မရှင်ဟာ ARD တိုင်းကိုဆင်ရခေဖို့အတွက်မိုင်းပန်ခြေဆိုင်စက္ကခ19လောက်ခန့်တရင်တွေနဲ့စစ်မှုရန်တန်းတန်းဆင်းတွေကိုအများဆုံးတုံးထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါရယ်။စစ်ကောင်မရှင်အနေနဲ့ဆင်ရတွေဖြစ်တင်းနေတယ်လို့ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်ရေတွက်ကလည်းများနေတာကြောင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်လောက်ရှိပသိမ်စစ်မြေပြင်စစ်တပ်ရင်မဆရ၄မှာကိုပဲ နေရာမလောက်ဖြစ်နေတယ်လို့လည်းသိရပါဗျ။ဒဏ်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာစေယုံတွင်ကရင်မဆန့်တော့တဲ့အတွက် စေတရင်အရှိကကစားကွင်းနဲ့နားနေဆောင်နေမှာပါထားပြီးစေကုတပေးနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။စစ်မှုရန်တန်းတန်းဆင်းတွေနဲ့မွေးရစေဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာခိခိုက်တိုက်စုံမှုတွေများပြီးမဆာရလေးပသိန်ကို ပြန်လဲတည်ယူတဲ့အခါမှာရွှေမြင်တင်တုတ်တန်ကိုမပုတ်ခင်ရင်ခွဲယုံမှာပဲအစုလိုက်ပြုံးလိုက်အမိန့်စာပြန်ပေးကြရတယ်လို့ဆိုပါတယ်။ ပဲခူးတိုင်းဗရောင်းတက်နယ်ရှိစစ်ကောင်မရှင်ရဲ့အမှတ်76ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ76ရဲ့ကာကင်းစခန်းတွေအသိမ်းခံရပြီးနောက်ရှေဒန်စခန်းတွေကနေပြီးအတွဲလိုက် drone တွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အာရခတက်တော် AA နဲ့ပူပေါင်းတက်တွေဟာကပ္ပစ76ရဲ့အဓိကကာကင်းစခန်း63လုံးပွင့်ပါဝင်ကာကင်းစခန်း၄ခုခန့်ကိုသိမ်းယူလိုက်ပြီးနောက် စစ်ကောင်မရှင်ကရှေ့တန်းစခန်းတွေကနေပြီးအတွဲလိုက် drone တွေနဲ့ကပ္ပစ16ရဲ့အနောက်ဘက်ကိုဇက်တိုင်းပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။ကပ္ပစ16နီးကရော်ရီတဲ့စစ်တပ်တပ်ဖွဲ့ဝင်ဆင်းရောက်စီအင်အားချထားပြီးနေမြေစစ်စေးပုံစံလုပ်နေတယ်ကြေးရွာလေးမှာလဲဝချုံတွေနဲ့ခြံစည်းကိုကာခိုင်းနေတယ်ပေါ်တာဆွဲတာတွေလဲတအားများတယ်လို့ဒေတာကန်တူက ARR Times ကိုပြောပါရယ်စစ်ကောင်မရှင်ဟာဒုံးတက်ရင်ဒါတာရ639တရဲ့ခြေတန်းစကန်ဖြစ်တဲ့ မိုင်းနိုင်26ကနေပြီးအတွဲလိုက်ဒရုန်းအလုံး30လောက်နဲ့ကပ္ပဆာ26နီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကပ္ပဆာ26နီးမတုံကြားချေရာကြောက်စကွဲဖလုံရွာတွေကိုစစ်ကောင်မရှင်စစ်ကြောင်းတွေအယောင်ပြရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးနောက်ဒေသခံတွေကိုပါဝင်ထွက်ခွင့်ပိတ်ထားတယ်လို့သိရပါတယ်။အဆိုပါကျေးရွာတွေကိုစစ်ကောင်မရှင်ကဆက်တက်လေဒီနှစ်စီးနဲ့ကင်းနောက်ပြန်တမ်းမှုတွေပြုလုပ်ခဲ့ပြီး မင်းနှုံနယ်ဘက်ကနေလဲဘရောင်းတက်နယ်တွင်းကိုဒေသခံတွေအဝင်ထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။အေအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်မှာကာကွယ်ပစ္စည်းစေုံတွေဘက်ကိုဥတီလာနေပြီးစစ်ကောင်မရှင်ကစစ်ကြောင်းတွေကိုအင်အားတိုးချဲ့ကာဘရောင်းတက်နယ်တွင်းကိုပို့ဆောင်ခုခံဖို့ပြင်ဆင်နေပါတယ်။ဒါအပြင်နောက်တောင်တိုင်းစစ်ဌာနချုပ်နာတခနယ်မြေတွင်းကစစ်ကြောင်းနှစ်ကြောင်းကို ညောင်ကျိုးစစ်မျက်နှာပြင်ကိုရေးပေါ်ခေါ်ယူလာတယ်လို့တက်သတင်းရင်းမြစ်စီကသိရပါတယ်အခုရက်ပိုင်းတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင် လူနာတွေကိုရခိုင်ရိုးပေါ်ကနေပြီးအစုလိုက်ပြုံလိုက်နောက်တန်းကိုပြန်လည်ခေါ်ဆောင်နေရပြီးစေးပိုက်တန်းလန်းတဲ့လူနာတွေပါပါရှိနေတယ်လို့သိရပါတယ်။တရုတ်စစ်လေရင်ဒဇင်းဟာတောင်တရုတ်ပင်လယ်တွင်ဩစတြေးလျကင်းလက်လေရင်ဒဇင်းရဲ့ဘေးမှာကပ်ရက်ပြန်တန်းပြီးအချက်ပြမီးတွေလွှတ်ခဲ့တယ်လို့ဩစတြေးလျကဆွဆွဲလိုက်ပါတယ်။ အန်ရဲ့ရှိပြီး professional မပီးတာတဲ့တရုတ်စစ်လေရင်အပြုမှုကိုဩစတြေးလျဆိုရာကစိုးရိမ်မိခဲ့တယ်လို့ကာကွယ်ဝင်ကြီးဌာနကတနင်္လာနေ့မှာထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့ဖြစ်စဉ်မှာဩစတြေးလျရဲ့ PHA ကင်းလက်လေရင်နဲ့တပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ဩစတြေးလျဇက်တိုက်လေရင်တစဉ်တရုတ်လေပိုင်းနဲ့အတွင်းတရားမဝင်ကျူးကျော်လာလို့မောင်းထုတ်ခဲ့ရတယ်လို့တရုတ်စစ်တပ်ကပြောရေးဆိုခွင့်ရှိသူတူကပြောပါရယ် ဩစတြေးလျနိုင်ငံရဲ့လုံရက်တွေဟာတရုတ်ရဲ့ချုပ်ချအာဏာကို ထိပါတာလို့တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးလီကျန်ချင်းကပြောကြားခဲ့ပြီးရန်လိုတဲ့လုံရက်တွေချက်ချင်းရပ်တန့်ဖို့ဩစတြေးလျကိုတိုက်တွန်းလိုက်ပါတယ်။တရုတ်ပါဝင်တိုင်းပြည်အလုံးဟာသူ့ရဲ့စစ်တပ်တွေကိုဘေးကင်းလုံခြုံပြီး professional ပိသတဲ့ပြုမှုနဲ့ထိန်းချုပ်ကြဖို့မျှော်လင့်တယ်လို့ဩစတြေးလျစစ်တပ်ကပြောပါတယ်။ ဩစတြေးလျအမေရိကန်နဲ့ဗြိတိန်ကြားဒေါ်လာဘီလီယံချီတန်ကြေးရှိတဲ့ရေငုံသင်းမောသဘောတူညီချက် ကိစ္စဆွေးနွေးနိုင်ရေးဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဗာနီစ်ကသမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဖို့အမေရိကန်ကိုတွားရောက်စဉ်ခုလိုဖြစ်စဉ်ဖြစ်ခဲ့တာပါတောင်တရုတ်ပင်လယ်တွင်နယ်မြေငင်းပွားမှုမှာဩစတြေးလျနိုင်ငံကမပါဝင်ပေမဲ့အမေရိကန်မဟာမိတ်တွေနဲ့နှိကပ်မှုရှိကတရုတ်ရဲ့တောင်းဆိုချက်တွေဟာဥပဒေနဲ့မညီညွတ်ဘူးလို့ပြောပါရယ် ကိုလံဘီယာနိုင်ငံပေါ်စီချက်ခွန်တိုးမြင့်ကငွေကြေးကူညီအလုံးရဆိုင်မယ်လို့အမေရိကန်သမ္မတတော်နယ်ထွန်းကပြောကြားပြီးနောက်အမေရိကန်နိုင်ငံရှိသံမကြီးကို ပြန်ခေါ်လိုက်ပြီးလို့ကိုလံဘီယာနိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါရယ်ဒေါ်နယ်ထရန့်ဟာတနင်္ဂနွေနေ့ကကိုလံဘီယာသမ္မတဂူစတာပိုပက်ထရိုကိုတရားမဝင်မူရခိုင်းကောင်းဆောင်လို့ခေါ်ဆိုခဲ့ပြီးကိုလံဘီယာအစိုးရကိုစကားနဲ့တိုက်ခိုက်ခဲ့ပါရယ်အမေရိကန်နိုင်ငံဆိုင်ရာကိုလံဘီယာသံမကြီး ဒန်နီယယ်ကာစီယာပီနာကို ပြန်ခေါ်ခဲ့ပြီး၎င်းဟာလက်ရှိမှာဘိုဂိုတာမြို့တော်မှာရောက်ရှိနေပြီလို့အိုလံဘီယာနိုင်ငံရေးဝန်ကြီးဌာနကပြောပါရယ်။မူရင်စေဝါမှောင်ခိုကူးမှုမှာကိုလံဘီယာအစိုးရဖွဲ့ဝင်တွေပါဝင် ပတ်သက်နေတဲ့ဆိုတော့ဒေါ်နယ်ထရန့်ရဲ့မှတ်ချက်ကဟာနှစ်နိုင်ငံကြားဆက်ဆံရေးကြဆင်းစေခဲ့ပါရယ်။လူထားစင်နဲ့ချီတည်ဆုံးခဲ့ပြီးဒေတာရင်းတင်းမာမှုတွေမြင့်တက်စေခဲ့တဲ့အမေရိကန်စစ်တပ်ရဲ့ Caribbean ဒေတာမှာ တင်မော်တွေကိုတိုက်ခိုက်မှုတွေကို Booster Bo Patrol ကကန့်ကွက်ခဲ့ပါတယ်။အမေရိကန်ကကိုလံဘီယာကိုပေးပို့တဲ့ငွေကြေးကူညီတွေဖြတ်တောက်မှာဖြစ်ပြီးစီးကျက်ခွန်သစ်အသေးစိတ်ကိုမကြမီကြေညာမယ်လို့ Donald Trump ကပြောပါတယ်။ကိုလံဘီယာနိုင်ငံဟာတောင်အမေရိကတိုက်မှာအမေရိကန်ရဲ့ငွေကြေးကူညီအများဆုံးရရှိတဲ့တိုင်းပြည်တစ်ခုဖြစ်ပြီးလက်ရှိမှာအမေရိကန်ကိုတင်ပို့တဲ့ကုန်စည်တွေအတွက်စီးကျက်ခွန်ဆေးရခိုင်နှုန်းပေးနေရပါတယ်။ ဂျပန်လွှတ်တော်မတ်တွေဟာဒီနေ့သဘောထားတင်းမာတဲ့ရှေးယိုဆွဲစာနေတာကင်ချီကိုဝင်းကြီးချုပ်ဖြစ်ရွေးကောက်ခဲလို့ခေတ်သစ်မှာဂျပန်နိုင်ငံကိုဥဆောင်တဲ့ပထမဆုံးမျိုးသမီးဖြစ်စေပါတယ်။အာနာယလီဘရယ်ဒီမိုကရက်တစ်ပါတီ LDP ရဲ့ခေါင်းဆောင်တဲ့အသက်64နှစ်ရွယ်တာကင်ချီဟာအနီးကပ်ဆုံးပြိုင်ဘက် Constitution နဲ့ Democratic Party ကောင်းဆောင်နိုတာကို238မဲ149မဲနဲ့အောက်နှုတ်တော်မှာအနိုင်ရရှိခဲ့တာပါ။ တာကင်ချီကိုအထက်လွှတ်တော်ကလည်းထောက်ခံမဲ125မဲ၊ကန့်ကွက်မဲ46မဲနဲ့ဝန်ကြီးချုပ်ဖြစ်ရွေးချယ်ခဲ့ပါတယ်။အစိုးရအဖွဲ့မှမျိုးသမီးကိုစားပြုမှုနယ်ပါတဲ့ဂျပန်နိုင်ငံမှာပထမဆုံးမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့တာကင်ချီကိုစိန်ခေါ်မှုတွေစီကြိုနေပါတယ်။လုံခြံခံရတဲ့ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့လက်ရင်းတစ်ပတ်ဖြစ်သူတာကင်ချီဟာစစ်တပ်အင်အားတောင့်တင်းမှုလူဝင်မှုကြီးကြပ်ရေးမူဝါဒတွေတင်းကျပ်ဖို့နဲ့ပွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ထောက်ခံသူဖြစ်ပါတယ်။ တာကင်ချီယာစီးပွားရေးလုံခြုံမှုပြည်ရင်းရေးရနဲ့လေရင်တန်းလူကြီးများမှုဝင်းကြီးဖြစ်တာဝန်ထမ်းဆောင်ပူးတဲ့ဝိုင်းရဲ့နိုင်ငံသမားတူဖြစ်ပါတယ်ဒီလအစောပိုင်းမှာစာနေတာကင်ချီယာအနာရက်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တည်ဖြစ်ရွေးချယ်ခံခဲ့ရပါတယ်